ရန်ကုန်တခွင်သတင်းဆောင်လင်းကရွှေဦးစွာတင်ဆက်မဲ့သတင်းကတော့တုံကမြို့နယ်ဖရာကြီးစံပြကျွရရှိထန်ရင်စီတီတော်ဗုဒ္ဓဘုဇနီယပွဲတော်ကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတုံကမြို့နယ်ဖရာကြီးစံပြကျွရတွင်လွန်ခဲ့သောနှစ်ပေါင်းလျာကျော်ကတည်ထောင်ကူပေးခဲ့တဲ့ရှေးအောင်သမိုင်းဝင်အထိတ်ထန်အောင်ဆူတောင်းပြီးထန်ရင်စီတီတော်ရဲ့ဗုဒ္ဓဘုဇနီယပွဲတော်ကိုဧပြီလ9ရက်မှ14ရက်အထိကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါဗုဒ္ဓဘုဇနီယပွဲတော်တွင်လူသုံးကုံစာသောကုံအလှကုံပစ္စည်းမျိုးစုံကလေးကစားစရာပစ္စည်းမျိုးစုံရောင်းချမယ်လို့သိရပြီးပျော့ပွဲရှင်ပွဲများစေဆိုင်ကံများအားမက်ရှလာ30ရည်နှင့်နနောက်9နာရီမှစတင်ရောင်းချပေးမယ်လို့သိရပါတယ်ဒီသတင်းကိုတော့စီသူလင်းကပေးပို့ထားပေးဖြစ်ပါရရှင်ဆလတ်ဒင်ဆက်မဲ့သတင်းကတော့ကြောက်တမ်းမြို့နယ်တွင်မြမသနခါယဉ်ကျေးမှုဒလိအကြောင်းဟောပြောတဲ့သတင်းဖြစ်ပါတယ်ပြန်ကြိုင်းနေပြည်သူဆက်ဆိုင်ဦးစီးဌာနနဲ့မြို့နယ်အမျိုးသမီးရှေးရအဖွဲ့တို့ပူးပေါင်းပြီးမြမတနခါယဉ်ကျေးမှုဒလိအကြောင်း င်းအသိပညာပေးဟောပြောပွဲကိုမတ်လ22ရက်နေ့နနက်စင်းနာရီကကျောက်တန်းမြို့နယ်ပြန်ကြားရေးနေပြည်သူဆက်ဆံရေးဦးစီးဌာနလူမှုအခြေပြုဗဟိုဌာန Community Center တွင်ကျင်းပကြောင်းသိရပါသည်ဥစွာမြို့နယ်မြို့သမီးရှေးရအဖွဲ့ရှာရေးဥက္ကဋ္ဌဒေါခင်အင်းညွန်ကမြမတနခါရင်ချင်းမှုဓလေအကြောင်းအစဲတွင်ဟောပြောပါရယ်အဲ့ဒီနောက်တယောက်လာသူများအားမြမတနခါရင်ချင်းမှုဓလေလှူရှာမှုအဖြစ်တနခါသွေးချင်းတနခါလင်းချေချင်းများဆောင်ရွက်ကြကြောင်းသိရပါရယ်ဒီသတင်းကိုတော့တန့်စင်ထုံးကပေးပို့ထားပေးဖြစ်ပါရယ်ရှင် ။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ဒလားမြူနယ်တွင်ကလေးအလုသမားပါပြောက်ရေးအသိပညာဘေဟော့ပြုတ်ပွဲပြုလုပ်တဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင်ဒေခရိုင်ဒလားမြူနယ်တွင်ကလေးအလုသမားပါပြောက်ရေးအသိပညာဘေဟော့ပြုတ်ပွဲကိုမတ်လ22ရက်နေ့နေ့7နာရီကမြို့နယ် community center ခံမောင်းရေးပြုလုပ်ကြောင်းသိရပါတယ်။ဟော့ပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနေပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိထောတိရာဝင်းကကလေးအလုသမားဆိုင်ရာတာမြင့်ချက်များနဲ့ပြဌာန်းချက်များကလေးအလုသမားများပါပြောက်စေရန်ကာကွယ်ရွှေ့ဆောင်နိုင်တဲ့နည်းလမ်းများနဲ့ကလေးအလုသ မားများရဲ့လုပ်ငန်းခွင်တွင်ကြုံတွေ့နိုင်တဲ့အန္တရာယ်များအကြောင်းတို့ကိုအသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောကြောင်းသိရပါတယ်။ဒီသတင်းကိုတော့ခင်ဆန္ဒမြင့်ကပေးပို့ထားရပဲဖြစ်ပါရဲ့ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ခရမ်းမြို့နယ်တွင်ကုန်အညွန်အမှတ်အသားဖော်ပြထားရှိမှုရှိမရှိဈေးကွက်ဆောင်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်တဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင်ခရိုင်မြို့နယ်စားသုံးသူရေအောက်ဝစီဌာနမှကလေးကစားစရာအယုံအမျိုးမျိုးတို့တွင်ကိုအညုံအမှတ်သားဖော်ပြထားခြင်းရှိမရှိစေကွယ်စောင့်ကြည့်စစ်ဆေးခြင်းကိုမတ်လ21ရက်နေ့နေ့လိုက်ကခရိုင်မြို့မှစီစီအတွင်ရှိစေဆိုင်များနဲ့မြို့ပေါ်ရပ်ကွက်အတွင်ရှိစေဆိုင်များတွင်စာမန်ကြားကြောင်းသိရပါတယ်အခုလိုစေကွယ်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများစာမန်ရာတွင်ပုံမစနေကြဖြစ်စေရန်နှင့်ထိရောက်မှုရှိစေရန်တို့အတွက်2024-2025ဘဏ္ဍာနှစ်အတွင်းစေကွယ်စောင့်ကြည့်စစ်ဆေးရန်ဦးစားပေးကုန်စီ ီအမျိုးအစား၁၀မျိုးအောင်သတ်မှတ်ကာလများအတွင်းစောင့်ကြည့်စစ်ဆေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ဆုံးနေ့စမယ်တရင်ကတော့ကြောက်တန်းမြို့နယ်ကျွန်းကလေးကျွာတွင်ကျွာဖွေဖွေလုပ်ငန်းများဆောင်ရွက်ပြီးစီမှုလွှဲပြောင်းပေးရတဲ့တရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကြောက်တန်းမြို့နယ်ပန်တော်ကျွာအုပ်စုကျွန်းကလေးကျွာတွင် မြဆိုင်အောင်ငါးခန်းနာအတိုးရငွေဖြင့်တုတ်တန်သွားတဲ့လမ်းပေ880ပေကွန်ကရစ်လမ်းခေချင်းဆောင်ရပစ္စည်းမှုနဲ့ပတ်သက်တဲ့ဆော်ဘဲဆော်ရဲများလွှဲပြောင်းပေးရခြင်းကိုမတ်လ22ရက်နေ့စနေနေ့ကအဆိုပါကြေရွာမှပြုလုပ်ကြောင်းသိရပါတယ်။အခုလိုလွှဲပြောင်းပေးရရင်ကြောက်တန်းမြို့နယ်ငါးလုံငန်းဦးစီးဌာနဦးစီးအရာရှိဦးမြင့်နိုင်တဲ့ဝန်ထမ်းများကျွန်းကလေးကြေရွာမြဆိုင်အောင်ငါးခန်းနာကော်မတီအဖွဲ့တာဝန်ရှိသူများကဆောင်ရပစ္စည်းခဲ့တဲ့ကွန်ကရစ်လမ်းခေချင်းနဲ့ပတ်သက်တဲ့ဆော်ဘဲဆော်ရဲများအားလွှဲပြောင်းပေးရကြောင်းသိရပါတယ်။ဆောင်ရပ စီလိုလှည့်ပြောင်းပေးခဲ့တဲ့တုတ်တန်သွားတဲ့လမ်းအား880ပေကွန်ကရစ်လမ်းခင်းဆောင်ရွက်ခြင်းကိုမြာစင်းအောင်ကကဏ္ဍအတူရငွေချက်သိန်း200အဖြစ်2025ခုနှစ်မတ်လဆန်းမှာစပြီးစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်။